ကြာတော့တက်မတော်ကြီးကက်ဒီရဲ့ထွက်ပေါက်အဲတက်မတော်ရဲ့ထွက်ပေါက်ဆိုပြီးပြောကြတာရှိပါတယ်တက်မတော်ကထွက်ပေါက်ရှာစရာမလိုပါဘူးတက်မတော်ကမြန်မာနိုင်ငံမှာအမြဲတမ်းတည်ရှိနေမဲ့အဖွဲ့အစည်းဖြစ်ပါတယ်နိုင်ငံရဲ့တက်မတော်ဖြစ်ပါတယ်အစိုးရရဲ့တက်မတော်ဖြစ်ပါတယ်ဒါကြောင့်မလို့တက်မတော်ကထွက်ပေါက်ရှာစရာမလိုပါဘူးอืมတက်မတော်တည်ရှိမှာပဲဒါပေမဲ့မင်းတို့အာဏာရှင်တွေကိုတော့ပို့ခံမှာကျင်းသေးတယ်ဒါမှမပို့ခံဘူးတဲ့ကောင်းနေဒီခေါက်မှာတော့ရောက်ပို့ကခံရလိမ့်မယ်မင်းတို့ကပါသွားလိမ့်မယ် PDF တွေတက်သိမ်းသွားတာကိုဗီဒီယိုဖိုင်လေးတက်လာလို့စိတ်မကောင်းပါဘူး ဒါပေမဲ့ကျွန်တော်တို့အမြင်လေးပြောရမယ်လောင်းတာလောင်းတာစခန်းတစ်ခုမှာလူအင်အား20ဆိုမနေပါဘူးဆိုတာမျိုးတွေအားလုံးပဲသွားဝါးပေးနေမိပေးတာမှာအများဆုံးကြီးမွေးကြပါစေလို့ဆုတောင်းပေးနေပဲဟိုကျက်ရပလို့ရှိရင်ဒီကဖြန်းနေကြတယ်ပါတယ်ဒီလိုတွေတချို့မလို့သွားပေးကြမှာတော့ယနေ့စက်တင်ဘာလ28ရက်နေ့တနင်္လာညပိုင်းထိနောက်ဆုံးရရှိတဲ့တင်ချူပြင်းညူပါပေးတော့ဖြစ်တဲ့ဆိုတာမျိုးတွေအားလုံးပဲသုံးနှစ်ချီပြီဒီနိုင်ရွတ်ထက်မှန်တောင်းဆိုလိုက်ပါဘောင်းသွင်းနေကတော့ဘကိုးတိုင်းတာယာဝတီမြို့နယ်မှာစင်ခေါ်ဇာနဲ့စင်မူတန်တသားသည့်သူဆောင်နိုင်ခြင်းမရှိတော့တာကြောင့်နေအိမ်ဒီအထိပါလူငယ်တွေကိုဝင်ရောက် ်အော်ဒါဆွဲဖမ်းဆီးရန်တက်တက်ကနေပြီးတော်ဒီများနဲ့ရက်ွက်ကြေးရွာအုတ်ချုံရီမှုဖွေများကိုညင်ကြလာကြောင်းတာယာဝတီမြို့အခြေဆိုင်ဒေသသတင်းမီဒီယာသိရှိပဲတက်တက်ဟာလူငယ်တွေကိုပေါ်တော်ဆွဲဖမ်းဆီးခိုင်းတဲ့အမိန့်ကြောင့်တာယာဝတီမြို့နဲ့အုတ်လက်ပံခုံအုပ်စုအုတ်ချုံရီမှုပြင်ဆိုးကနေပြီးပြူစောဒီများဘူးပေါင်းပြီးလူငယ်များကိုနေအိဒီပါလိုက်လံဆွဲနေဖြစ်ပါတယ်။ဩဂုတ်လ26ရက်နေ့ညနေ6:00နာရီကမှတော့တာယာဝတီမြို့နယ်အုတ်လက်ပံခုံကြေးရွာအုပ်စုအုတ်ချုံရီမှုတေဆိုးဦးဆောင်တဲ့ယာယီမှုတန်းဆိုးမျိုးစောတင်သားတို့ပေါင်းဝင်တဲ့ဖွဲ့တွေကမြောက်ဝါလေးုံ ဘာဒီမှာဒီထိုင်းနဲ့ဥကြောင့်လင်းရန်တားဖြစ်သူကိုမင်းမင်းဆိုသူကိုတိုင်မှုမျိုးစော်ရဲ့နေရင်ရှိမှာဝိုင်းဝန်းရိုက်နေဖမ်းဆီးပြီးကျမ်းပတ်စစ်တဲ့သမှုတန်းဖြစ်ပို့ဆောင်နေကြောင်းလည်းဗါလေလာတူပဲစတင်မာတာတရက်နေ့ည9:00နာရီခန့်မှာလဲမြောက်ဝါလေုံရွာဒီထိုင်းနဲ့ဥစော်သိမ်းရန်တားဖြစ်သူကိုမျိုးကျော်ကိုလည်းအုတ်ချိုရေးမှုတင်ဆိုးဥဆောင်တဲ့ယာယီမှုများနဲ့ပြစောတိတွေရနေင်ပေါ်တက်ပြီးဖမ်းဆီးပြီးတပည့်ရန်ကြိုးစားတယ်လို့ဆိုတာဝိုင်းဝန်းရိုက်နေခဲ့ကြောင်းနဲ့အဲ့နောက်မှာတော့ကိုမျိုးကျော်ကိုတို့တို့ကျမ်းပတ်စစ်တဲ့ထံထက်မှန်တော့ရောက်ပို့ဆောင်ကြောင်းလည်းသိရှိ ါပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့မန္တလေးတိုင်းမြင်းကြံမြို့အထက်က၃ကျောင်းကစေကျော်သက်ရွယ်ကလေးငယ်9ခုကိုအကြမ်းဖက်စစ်ကွေးတွေတက်တက်ကပေါ်တာဆွဲယူဖမ်းဆီးခဲ့ဆိုတဲ့သတင်းရတယ်ဖတ်ပေါ်လာခဲ့တာလည်းတွေ့ရပါတယ်။ဒါကတော့မျိုးကန်ကိုယ်တိုင်ပြောထားတဲ့အနေထားတစ်ခုလေးဖြစ်ပါတယ်။အဲ့တော့ဒီမှာလဲပတ်သိမှာစစ်မှုတန်းလူစားထိုးရောင်းဝယ်မှုနဲ့ရက်ွက်အုပ်ချုပ်ရေးမှုများကိုစစ်တပ်ကလိုက်လံဖမ်းဆီးနေတော့လဲပတ်စံပေးနေတဲ့အုပ်ကြီးတွေကိုလည်းပြန်လှုပ်ပေးနေပြီးနှစ်ယောက်ပေါင်းပြီးတော့လှုပ်ရှားနေကြတယ်တွေ့နေရတယ်သိရှိရပါတယ်။ကြည့်ပထမဆုံးကတော့အုပ်ကြီးကတယောက်တစ်ဖက်လှုပ်ရှားတာဟုတ်ဗျ။အဲ့တော့စစ်တပ်ကသူတွေကဖမ်းတာပေါ့။နောက် အဲ့တော့လက်မှတ်တွေထိုးပြီးတော့နှစ်ယောက်ပေါင်းလို့စားတော့တဲ့အခါကျတော့ပျော့ရွှေရွှေလို့စားလို့ရနေတာကိုတွေ့နေရပါတယ်။တယောက်တည်းပသိမ်မှုနဲ့စမှုတန်လူစားတို့ရောင်းဝယ်မှုဖြင့်ရောက်ကအုပ်ချုပ်မှုများကိုစစ်တကလိုက်လံဖမ်းဆီးနေတော့လဲပုစံပေးနေတဲ့အုပ်ကြီးကိုပြန်လွှတ်ပြီးတော့ပူပေါင်းပြီးတော့ပြန်လဲလှုပ်ရှားနေလို့သိရှိရခြင်းဖြစ်ပါတယ်။အဲ့လိုဖမ်းဆီးမှုဖြစ်ပွားပြီးနောက်စက်တင်ဘာလ26ရက်နေ့ညနေ4:45မိနစ်ချိန်မှာပသိမ်မှုအမှတ်10ရပ်ကွက်အုပ်ချုပ်မှုအေကိုဟာရပ်ကွက်တွင်ပြန်လဲရောက်ရှိလာပြီးတိုင်ငံစည်းဖြင့်နေပြီးတော့ရွတ်တော်ပြောနဲ့မင်းအောင်နိုင်အောင်စောက်ပြီးမဆိုင်ဘူးငွေရှိရင်ပိုက်ရလူရတယ်အခုလဲ ငွေနဲ့ရှင်းတဲ့အမှုပြီးသွားပြီဆိုပြီးဘက်ကတ်တွင်အော်ဟိတ်နေကြောင်းနဲ့သိအဲအဲဒါကတော့အုတ်ချုံမှုအေးကိုဆိုတဲ့ကောင်ဖြစ်ပါတယ်ပသိမျိုးအမတ်ဆေးရဲ့ကောကပါပါမင်းအောင်တော့စောက်ကြီးမဆိုင်ဘူးတဲ့ခင်တဲ့မှာမင်းတို့သွားလို့လေကြပါဘာအဲကိုကိုကြီးတော့ကြာရင်တွေ့မယ်နေတာကိုဖြစ်ပါတယ်သူတွေကဖိုင်းပြတဲ့ပုံစံနဲ့ပြောတယ်အေးကိုကိုဝင်ဖန်းနေတာပြောတာနောက်နေ့ကျတော့ချက်ချင်းရက်ခွက်တွေပြန်ရောက်လာပြီးငွေပေးရင်အကုန်ရှင်းလို့ရပြီအော်ဟိတ်ကျွေးကြနေတယ်လို့လေဒေသခံတွေကနေပြီးမှတ်ချက်ပြုထားတယ်ဖြစ်ရှိရတယ်ဇီကုံမျိုးကရဲစကန်းကိုอืม ပီရက်တွေတက်သိမ်းသွားတာကိုဗီဒီယိုဖိုင်လေးတက်လာလို့စိတ်မကောင်းပါဘူးဒါပေမဲ့ကျွန်တော်တို့အမြင်လေးပြောရမယ်ဆိုရင်လောင်းတာလောင်းတာစခန်းတစ်ခုမှာလူအင်အား20ဆိုတော့မနှဲပါဘူးမနှဲဘူးလုံးဝမနှဲဘူးအဲ့တော့တကယ်သာစနစ်တကျလေးဖြန့်ခွဲမယ်ဆိုရင်အဲအားလုံးတွေ့ရနော်စစ်ကိုတွေနည်းကတော့စခန်းတစ်ခုမှာ10ယောက်တော့9ယောက်လောက်ပဲနေရပါမယ်လေယောက်20ရှိအောင်တော်တော်များနေလို့ထင်နေရပါတယ်တိတိကျကျနေမယ်နော်တနတ်ဆင်တဲ့နေမယ်2ယောက်နေမယ် ပြီးတော့မှနှစ်ယောက်ကိုစတင်ပိုင်ထားမယ်လေးယောက်ရပြီအဲစခန်းလုံကြုံသွားပြီဘာကြောင့်လဲဆိုတော့တကယ်တော့ဒီကောင်တွေဝုန်းဝင်လာလို့အပေါ်ကနှစ်ယောက်ကနေအပေါက်ကနှစ်ယောက်ကပြည့်တယ်ဆိုရင်ဟိုအစွန်းကနှစ်ယောက်ကစတင်ပိုင်ဖြစ်တဲ့အတွက်လေးယောက်ပြည့်အားရှိဒီကောင်တွေဝင်လို့မရနော်အဲ့တော့ဘယ်လိုပြောမလဲဆိုလို့ရှိရင်စနစ်တကျမရှိလို့အသိခံတဲ့သဘောအဲ့တော့ရဲစခန်းတော်တော်များများကိုအဲ့ဒီလိုဝင်သိရင်အကုန်ကြမှာပဲဘာကြောင့်လဲဆိုတော့ ရှေ့မှာရှိတဲ့ကင်းသမားကလည်းဘာဖြစ်လဲဆိုဖုံးလေးပုတ်လိုက်ဖုံးလေးပုတ်လိုက်စနစ်တကျစနစ်မိုင်ဆိုတာမရှိဘူးကွာဖုံးလေးပုတ်လိုက်ပတ်စံရမှာကားလေးဝင်လိုင်းကောက်လိုက်ဒီလိုနဲ့ပေါ့ယော့နေကြတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဘယ်စခန်းကိုပဲဒိမ့်ဒိမ့်ကြမှာပဲဝုံညာဝုံညာဝင်လာပြီဆိုရင်ဘာမှလုပ်လို့မရတော့အခုတို့ကြည့်လိုက်တဲ့ခါကျတော့ဒီစခန်းကျေးကြီးမှာတကယ်တမ်းလူ20ဆိုတာ၄ယောက်လောက်ပဲတဘွား ကင်းသမားနှစ်ယောက်ရှိမယ်စတင်မိုင်နှစ်ယောက်ရှိမယ်ဆိုရင်ဒီကောင်တွေဝင်လာနိုင်ကြအကြောင်းမရှိဘူးအဲ့ဒီအချိန်မှာ၄ယောက်ပြည့်အားနဲ့ထိမ့်ပြီးတော့မှလိုအပ်တဲ့တနတ်တွေကိုကြံတဲ့လူတွေကထုတ်မယ်ဆိုလို့ရှိရင်ဒီကောင်တွေကိုတော့ဖမ်းလို့ရသေးတယ်အဲ့တော့အရင်ပေါ့တယ်လို့ဖြစ်နေတယ်လို့မျက်စိတည်းမြင်တယ်ဗျာကိုမြင်တာကိုပြောတာနော်ကိုစိတ်ထဲမှာမခံနိုင်လို့ပြောတာပါဘာမဟုတ်တဲ့ကောင်နဲ့စကန်းနဲ့ဝုံညာဝုံညာဝင်လာပြီးအတားစီးတွေရှိတဲ့ဂျားတွေက ဒီလိုတွေလှုပ်သွားဆိုတော့တိတ်ခါလဲကြပါတယ်อืมအဲ့တော့ကျွန်တော်ပြောတဲ့လူအင်အား20ဆိုတော့မနှဲပါဘူးเนาะဒါပေမဲ့လို့ရှေ့ကကင်းသမားနှစ်ယောက်ရဲ့တာဝန်ကတစ်စခန်းလုံးမှာရှိတဲ့အကုံလုံးရဲ့အသက်တရားသူတို့ရှိမှာပဲရှိတယ်အဲ့တော့ကျွန်တော်ပြောသလိုပဲစတိမိုင်ရှိရမယ်တပည့်၄ယောက်ဆိုရရရှေ့မှာကင်းသမား၂ယောက်ရှိမယ်လိုအပ်လို့ဒီကောင်တွေပြည့်ပြီဆိုရင်အစွမ်းစတိမိုင်က ထိတ်မယ်ဆိုရင်ဒီစခန်းကြရတဲ့အကြောင်းမရှိဘူးကနော်ရှက်ကဲငကြွဲငကြွဲသူကကြွဲရုံနဲ့ကောင်ကတော့မင်းတော့လုပ်ပါလားမင်းတော့ထိမ့်ပါလားခါပုံမှာတော့ထိမ့်နေကောင်လေထိမ့်ကောင်လို့ဆိုပြီးတော့ဘွားရောက်ကုန်ကြပြီကဲအကျန့်ဖတ်သမားတွေဘသူဘောမဘူမင်းညမရဲ့အပေါက်ဖြက်မောက်သမားတွေကပြောကြတာတော့တက်မတော်ကြီးကက်တီရဲ့ထွက်ပေါက်အာတက်မတော်ရဲ့ထွက်ပေါက်ဆိုပြီးပြောကြတာရှိပါတယ်တက်မတော်ကထွက်ပေါက်ရှာစရာမလိုပါဘူးတက်မတော်ကမြန်မာနိုင်ငံမှာအမြဲတမ်းတည်ရှိနေမဲ့အဖွဲ့အစည်းဖြစ်ပါတယ်နိုင်ငံရဲ့တက်မတော်ဖြစ်ပါတယ်အစိုးရရဲ့တက်မတော်ဖြစ်ပါတယ်ဒါကြောင့်မလို့ တက်မတော်ကထွက်ပေါက်ရှာစရာမလိုပါဘူးอืมတက်မတော်ဒီရှိမှာပဲဒါပေမဲ့မင်းတို့အာနာရှင်တွေကိုတော့ပို့ခံမှာကျင်းသေးတယ်ခါမှမပို့ခံဘူးတဲ့ကောင်းနေဒီတစ်ခေါက်မှာတော့ရောက်ပို့ခံရလိမ့်မယ်မင်းတို့ပါပါသွားလိမ့်မယ်ဒါပေမဲ့တိုင်းပြည်နဲ့လူမျိုးရဲ့နိုင်ငံအနာဂတ်အတွက်ရွေးကောက်ပွဲဟာထွက်ပေါက်ဖြစ်ပါတယ်ဒါကြောင့်မလို့မဖြစ်မနေကျွန်တော်တို့ဟာရွေးကောက်ပွဲကိုပြန်လည်ကျင်းပရမှာဖြစ်ပါတယ်ခုကပြောင်းပြန်ဖြစ်နေတာကဒီမိုကရေစီလိုလားပါတယ်လို့တွင်တွင်အော်နေတဲ့သူတွေကပါတီဆွဲပုဂ္ဂိုလ်ဆွဲတွေနဲ့လက်ရှိရွေးကောက်ပွဲကိုအသေးမှန်ပြူအဖြတ်မှောက်ပြုနေကြပေမဲ့ အာနာရှင်မာလို့တွင်တွင်ပြောနေတဲ့တက်မတော်ကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြင်ဆင်နေတာမျိုးတွေရွေးကောက်ပွဲကိုတကယ့်ကိုရင်းနဲ့အသေးလေးနှလုံးထဲကနေပြီးတော့ပြုတ်လုလို့ရတာကိုတွေ့ရပါတယ်။ဒါဆိုလို့ရှိရင်ဘသူကလှုပ်မလှုပ်မမင်းညမကလှုပ်မဝိုင်းပြီးရမှာမင်းတို့စစ်တပ်ကကောင်းနေမှာအာနာရှင်လေဘသူကရွေးကောက်ပွဲကိုလိုလားတာလဲဘသူကဒီမိုကရေစီကိုလိုလားတယ်ဆိုတာကဒါဒီမှာရင်ထင်ရှားပါတယ်1990 1988ကနေပြီး1990ပြည့်နှစ်လုံးနေရနေပြီးတော့နှစ်ပေါင်း20လုံးလုံးဗိုလ်ချုပ်မူကြီးစောမောင်ဗိုလ်ချုပ်မူကြီးတန်းရွှေ တက်မတော်ကားကိုအူးစုံ20စလုံးဟာရွေးကောက်ပွဲမပြုတ်လို့ပဲနဲ့စစ်ဝတ်စုံနဲ့ပဲတိုင်းပြည်ကိုအုပ်ချုပ်သွားပါတယ်။အဲကမ္ဘာနိုင်ငံတော်များများကလည်းတကယ့်အာဏာရှင်နိုင်ငံတွေမှာလည်းတကယ့်ကိုဓာမီသားစုတစုတရာပဲဖြစ်စေအဲတက်မတော်အကြီးကြီးကပဲဖြစ်စေနှစ်ရှည်လာများအုပ်ချုပ်တဲ့နိုင်ငံတွေရှိပါတယ်။ဥပမာဒီအီရတ်နိုင်ငံအီရတ်နိုင်ငံလိုမျိုးပေါ့နော်။နောက်ပြီးတော့မြောက်ကိုရီးယားနိုင်ငံလိုမျိုးမြောက်ကိုရီးယားဆိုတော့မိသားစုဒါပါတပါတီအာဏာရှင်ပုံစံသွားတာပေါ့။ အဲဆန်နဟူစိန်ဆိုလို့ရှိရင်ဂဒါဖီဆိုလို့ရှိရင်တော့တက်မတော်အကြီးကဲတွေရနေပြီးတော့မှနိုင်ငံကောင်းဆောင်တွေဖြစ်လာကြတာပေါ့နော်ဒီလိုမျိုးမင်းပါလိုပဲမင်းပါလိုပဲမင်းပါလည်းအဲ့လိုသွားမှာဂဒါဖီလိုပဲလမ်းဟာဒီရိုတိုက်ပဲဆွဲခံမှာကောနိုင်ငံရေး model မျိုးကလုံးဝမဖြစ်နိုင်တဲ့ကိစ္စမျိုးတော့မဟုတ်ပါဘူး2021အာနာထိန်းတဲ့အခါမှာလူတွေကလည်းအာနာထိန်းနိုင်တဲ့အတူတူပါပဲကွာကိုရယူထားရင်တိန်းနေပုံဆိုပြီးတော့ပြောကြတာရှိပါတယ်တကယ်တမ်းကျတော့ရှင်တော့1988ကနေပြီးတော့2017ထိကဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲနဲ့မြန်မာနိုင်ငံမှာအနည်း20ကျော်အုပ်ချုပ်ခဲ့တာဖြစ်ပါတယ် ဒါပေမဲ့လက်ရှိအချိန်မှာတော့ကျွန်တော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်ဖျက်သိမ်းထားခြင်းမရှိဘူးဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီလုံထုံးလုံးနည်းနဲ့ညီဆောင်ရွက်နေတာဖြစ်ပါတယ်ဒါကတော့ကြိုက်တယ်ဖြစ်စီမကြိုက်တယ်ဖြစ်စီပဂတိအရှိတရားအမှန်တရားပါအခုချိန်မှာလည်းဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီရုပ်ောက်ပွဲကိုပြန်လည်ကျင်းပသွားမှာဖြစ်ပြီးတော့ရရှိလာတဲ့ရလတ်အတိုင်းပဲအစိုးရအဖွဲ့ကိုဖွဲ့စည်းသွားပြီးတော့လွှတ်တော်တမရအစရှိတဲ့ဖြစ်နိုင်ငံတော်ရဲ့အင်္ဂါဇင်းနဲ့ပဲဆက်လက်ပြီးတော့ရှေ့ဆက်သွားမှာဖြစ်ပါတယ်ဒီလိုရှေ့ဆက်မယ်ဆိုလို့ရှိရင်တိုင်းပြည်ရဲ့ ပညာရေးကျန်းမာရေးလူမှုရေးစီးပွားရေးအခြေအနေတွေကတဖြည်းဖြည်းနဲ့တည်ငြိမ်လာမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဖြတ်မောင်းလောက်တဲ့လောက်ရက်တည်းလောက်တဲ့သူတွေအနေနဲ့ကလည်းမိမိရဲ့အတ္တမိမိရဲ့ကိုကြိုးစီးပွားကိုရှေ့တန်းတင်ပြီးတော့ဒီနိုင်ငံရဲ့အနာဂတ်ကိုဖျက်ဆီးတာမျိုးမလုပ်ဖဲနဲ့ဒါရုပ်ောက်ပွဲမှာဥပောင်းပါဝင်တင်ပါတယ်။ဥပောင်းပါဝင်နေတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေလည်းအများကြီးပါ။ဒီလူပုဂ္ဂိုလ်အဖွဲ့အစည်းတွေဟာစာလိုက်ပြီးတော့ရံပြုတ်ပြီးတော့ပုတ်ခတ်နေကြတာလည်းရှိပါတယ်။ဒါဟာလည်းလုံးဝမဖြစ်တဲ့ဒါကိုကြိုးရှာအတ္တသမားတွေလောက်ရဖြစ်တယ်လို့ပဲရှုံချပြရစီ။ဒါကြောင့်မလို့ တက်မတော်ကယူရော့ပွဲမလုပ်ဘူးဆိုလို့ရှိရင်ဗာလဲဒီတက်မတော်ကပဲတက်တက်လုံးအုပ်ချုပ်သွားမှာလားဒါမှမဟုတ်လို့ရှိရင်1988ကလိုမျိုး2017ကလိုမျိုးပဲဖွဲ့စည်းပုံအခြေခံဥပဒေကိုလုံးဝဖျက်သိမ်းပြီးတော့စစ်မိတ်စစ်အုပ်ချုပ်ရေးနဲ့ပဲအုပ်ချုပ်ရမှာလားอืมမင်းဘာတွေမျောလိမ့်နေရလဲပြည်သူတွေကမင်းတို့ကိုအုပ်ချုပ်ခွင့်လည်းပေးသလိုမင်းတို့ကိုစိုးမိုးဝင်လည်းပေးဦးမင်းတို့နေထိုင်ခွင့်လည်းပေးမှာမဟုတ်ဆိုတော့တည်ထားဖို့လိုတယ်သူပေါမတွေပြောတာစကားလုံးတွေကတသက်တူပါပဲအဲဘာပြောလက်ရှိချင်တော့စစ်တပ်ကကောင်းလေး တမြုံမကြချင်းတော့မင်းတို့လေဟောင်းတွေ့ရတော့ဟောကောင်းမှာကွာဖြာပုံမှာ order ဆွဲတယ်လို့ PDF ထဲဝင်ကုန်ကြပြီဆိုတော့ဒါတော့ကိုပိုင်ရွေးချယ်ခွင့်ပါ PDF ထဲပဲဝင်ဝင်စစ်တပ်ထဲပဲဝင်ဝင်ဝင်မော့လीနော် PDF ထဲဝင်လဲတိုက်ရမှာဖြစ်တယ်စစ်ထဲဝင်လဲတိုက်ရမှာဖြစ်တယ်စစ်ထဲဝင်တော့စစ်တပ်ရဲ့စီကံပေါ့ PDF ထဲဝင်တော့ PDF ရဲ့စီကံပေါ့လीနော်ဒါပေမဲ့အကျိုးမြတ်ခံစားမှုနဲ့ကိုဘော့အတွက်လည်းကိုကြည့်ရမှာဖြစ်တယ်ဟုတ်ပြီ PDF ထဲဝင်တယ်အကျိုးစီးပွားပါလဲอืม ကျေးဇူးပါနေပါရမလားမိမိတို့လည်းကြည့်ရမယ်အတာဟီတာပရာဟီတာအမျှတအာမှာဖြစ်တယ်အဲ့တော့ period တဲ့ဝင်နေကိုကပါရမလဲကိုတို့လစားလားဘဝအရှိရေးလားဘယ်ဘချမ်းကမှဘာစုဘာမှမပေးနိုင်တဲ့ခါကြတော့ period တဲ့ဝင်ဖို့ဆိုတော့ဒါကိုရဲ့ခံယူချက်နဲ့ဝင်မယ်ဆိုတော့ခံယူချက်ခုပဲတို့တို့ရှိမှာပေါ့နော်ဒါပေမဲ့တော့စစ်တပ်တဲ့ဝင်တော့လည်းဘာတွေအကျိုးမျက်ရှိမလဲအဲ့တော့စစ်တပ်ရဲ့ဝင်တော့လေသူစစ်တပ်ရဲ့စီကံရှိတယ်စစ်တပ်ရဲ့စံစားဝင်ခန်းစားခွင့်ကိုရမှာဖြစ်တယ်အဲ့တော့ ဒါလူငယ်တွေအနေနဲ့ကိုယ်ပိုင်ရွေးချယ်ကြပါအဲကျွန်တော်အဲဆိုရင်မင်းသွားဝင်လေးစစ်တပ်ထဲကိုမင်းကျတော့မွေမဲနဲ့စစ်တပ်ဝင်ခံစားရမယ်ပြောနေပြီးတော့အနေနဲ့ကအခုနောက်ပိုင်းမှာပို့ပြီးတော့မှကျွန်တော်တို့ပြည်သူလူထုပို့ပြီးဖိနှိပ်လာမှာပဲအပြင်းပြင်းနဲ့သူ့ရဲ့ဖိနှိပ်မှုတွေဟာဘယ်ဘယ်အထိကိုဟိုဆိုးရွားသွားလဲဆိုလို့ရှိရင်နော်ဒီလိုနဲ့မှရှိနေတဲ့အမျိုးသမီးတွေကိုပါဒါလိမ်မိုင်းဆိုင်ရာဆိုင်ရာအကြမ်းဖက်စော်ကားမှုမရင်းကျင်းမှုတွေကိုလည်းဒါပေါ်ပေါ်တည်တည်ရဲရဲတင်းတင်းကိုလုပ်နေတာဖြစ်ပါတယ်ဟုတ်လား ဒီလိုမျိုး လုံနိုင်ဖို့เนาะဒီလိုမျိုးလုံနိုင်ဖို့ဘယ်အခက်အခါတုန်းကစခဲ့တာလဲဟုတ်လားကျွန်တော်တို့ရဲ့ Gen Z တွေကိုသိဖို့လိုအပ်တာเนาะဘယ်အခက်အခါတွေကစခဲ့တာလဲအခုလက်ရှိမှာကျွန်တော်တို့နိုင်ငံထဲမှာအခုမှမွေးဖွားလာတဲ့ကလေးတွေတော့တော်တော်သနာစရာကောင်းတယ်သိလားသူတို့ရဲ့အနာဂတ်တော်ရည်လေးစရာကောင်းတယ်ဘာလို့လဲလူပြစ်လာပြီဆိုတဲ့ကလူရယ်လို့တိလာပြီဆိုတဲ့ကဟုတ်လား မရင်းကျင့်နေဆိုတဲ့ဟာကိုတို့နားထဲမှာနားရင်ငွားနေတဲ့အနေထားဘလို့ဖြစ်ဖြစ်သတင်းနေဆိုတာကမျက်နှံနေတာဟာလာမိဘတွေကလည်းပြောမယ်နော်ဟိုပတ်ဝန်းကျင်မှာလည်းပြောနေမယ်ဒီလိုသတင်းနေပြီးတော့ဆိုရှယ်မီဒီယာကလူတိုင်းလူလူသုံးလာတာကလေးတွေလည်းသုံးလာတာဖြစ်တဲ့အတွက်ဒါတွေကကလေးတွေရဲ့နားတွေကိုရိုက်သွင်းပေးထားတယ်လို့မျိုးဟိုဖြစ်လာမှာဆိုရင်အနာဂတ်ကြီးကတိတ်ဆိုရင်ဆရာကောင်းတဲ့အနေထားမျိုးအဲ့တော့ငွေပွားလာကလေးကမတရားမှုနဲ့ရင်းနှီးလာတဲ့ဒီကလေးတွေကြီးကြီးပြင်းလာတဲ့အခါကျရင်လည်းတော်တော်လေးကြောက်စရာကောင်းတဲ့အမျိုးဆက်ကလေးတွေဖြစ်လာမှာပါ ော်အဲ့တော့တော်တော်လေးကျမတို့နိုင်ငံထိန်းရပါဘာဖြစ်လို့ဆိုတော့အရန်ပျက်စီးနေပြီဖြစ်တယ်နော်ဒီပျက်စီးနေတဲ့အရာတွေကိုကျမတို့ပြည်သူလူထုကပဲပြန်ပြီးတော့ပြန်ပြီးတော့ဟိုဉာဏ်ပညာနဲ့ရှင်ပြီးတော့မှတွားရမှာဖြစ်တယ်ထိန်းကြောက်ရမှာအဲ့တော့ကျမတို့တိုင်းပြည်ရောတကယ်စုပ်ပြတ်တက်နေပြီတကယ်ဟိုမှာပျက်စီးနေပြီတိုင်းပြည်ပြည်ပြည်ဖြစ်နေပြီနော် ဟိုတိုင်းပြည်တစ်ခု ပြက်စီးတယ်ဆိုတာကလူတွေရဲ့စိတ်ဓာတ်လုံးလုံးပြက်စီးသွားပြီဆိုမှပြက်စီးတယ်လို့ခေါ်လို့ရတယ်เนาะကျွန်တော်တို့တရားတွေတချို့တွေဟာလားတရားတွေပြက်သွားလို့အကြောင်းတွေပြက်သွားလို့ဈေးကြီးပထိုးတွေပြက်သွားလို့ဒေါသထွက်နေတဲ့လူတွေရှိတယ်အဲ့ဒီမဘာသာဆိုတဲ့ဟာတွေလည်းလာသေးတယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီဈေးဒီပထိုးတွေဒီเจ้าတွေဖျားတွေเนาะစီရေးကာလာကြီးမှာဖြစ်တဲ့အတွက်ကြောင့်ကိုပျက်စီးသွားတဲ့ကိစ္စတွေကိုကျမတို့ကလိုက်ပြီးတော့စိုးရိမ်ကြောင်းကြနေကိုအချိန်မရှိဘူးဟုတ်လားအသက်တွေထက်အရေးကြီးတာဘာမှမရှိဘူးတမိုင်းဆိုတာ เนาะတမိုင်းရဲ့အမွေနစ်ဆိုတာထိမ့်သိမ့်စောက်ရှောက်ရမယ်ဒါကျွန်တော်တို့ဘေးသူလူလူတွေအကုန်လုံးသိရတယ်ဒါပေမဲ့အခုလိုအချိန်တွေလုံးမှာဟုတ်လားဒီတမိုင်းအမွေနစ်တွေကိုမထိမ့်သိမ့်မစောက်ရှောက်လာကျွန်တော်တို့ဘက်ကဒီသူလူလူမဟုတ်ဘူးเนาะအဲ့တော့အာနာရှင်တွေရဲ့အုံနောက်ထဲမှာခေါင်းထဲမှာဘာတမိုင်းအမွေနစ်ဘာမှမရှိဘူးဘာမှမရှိအခွင့်အရေးเนาะသူတို့ရဲ့အကျိုးအမြတ်သူတို့ဂျိုးစီဘွားတခုကလွယ်ဘာမှမရှိအကုန်လုံးကတားကောင်တွေပဲသူတို့ရဲ့တားကောင်တွေသူတို့လိုသလိုချသုံးမဲ့တားကောင်တွေပဲဖြစ်တယ်เนาะအဲ့တော့ဒါကြောင့်မို့လဲ ဒီဝမ်းလာဟိုရက်ွက်တွေတည်းရက်ရွာတွေတည်းမှာပေါ်တင်ကြီးပြူစောကြီးဆိုတဲ့ကောင်းကြီးကပေါ်တင်ကြီးဟာလာမရင်းတက်ကျင့်တဲ့ကိစ္စတွေနော်လူတွေကိုဟာလာအမျိုးမျိုးငွေညှစ်နေတဲ့ကိစ္စတွေနော်နောက်က PDF တွေကိုဟိုမိပြီဆိုလို့ရှိရင်လူတို့ကြားထဲမှာဟာလာလေဘင်းတွေခုတ်ခြေထောက်တွေကိုအရှင်လက်လက်ကြီးလုံနေတယ်အရင်ဆိုတော့ဒါကလုံးဝစောက်တိုးဖြစ်နေတယ်နော် လူလူလောကကြီးမှာလူအခွင့်အရေးကဇောက်ဘူးကြီးဖြစ်နေပြီလုံအောင်မှာဘယ်လိုမှဘယ်လိုမှလက်ခံနိုင်စရာအကြောင်းရှိတဲ့ကိစ္စမျိုးမဟုတ်ဘူးဒီလိုမျိုးကိစ္စအင်မတန်ကြောက်စရာကောင်းမှာကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့အတွင်းစိတ်နှလုံးတွေကိုဖျက်ဆီးနေတာဖြစ်ပါတယ်နော်လိုက်ပြီးဖျက်ဆီးနေတာဖြစ်ပါတယ်ဘာလို့လဲကျွန်တော်ပြည်သူလူထုတွေအားလုံးကဒီတက်ဖြတ်တဲ့သတင်းတွေနဲ့ပဲရှင်းတာအမမိုးလင်းတာနဲ့အဲ့ဒါကျွန်တော်တို့ကမျိုးလုံးနှလုံးဖွင့်တာနဲ့လူတက်မှုသတင်းကနေစတာအဲ့ကနေတစင်တစင်ပို့ဆိုးရွာဆိုတာလုတ်ပြလာတာတွေက မျိုးသမီးတွေကိုမရင်းချင်းစော်ကားတဲ့ကိစ္စတွေဟုတ်လားဟိုအချင်းချင်းကြားမှာเนาะမကျေနပ်ဘူးဆိုလို့ရှိရင် PDF ကောင်းစင်တက်ပြီးဒုက္ခပေးနေတဲ့ကိစ္စအဲ့တော့နိုင်ငံရဲ့ရန်နေရာကြီးအားလုံးပြည့်စည်နေတဲ့အချိန်ဖြစ်တယ်ဒါကြောင့်မလို့ပြည်သူတွေကတော့เนาะဒီအချိန်တွေမျိုးမှာဘယ်လိုရက်တည်ရှင်းတန်ရလဲနံပါတ်1ကျမတို့အသက်ရှင်မှုအရေးကြီးတယ်เนาะအသက်ရှင်မှုအရေးကြီးတယ်အဖိနှိပ်အနှိပ်စက်မခံရဖို့အရေးကြီးတယ်เนาะထောင်ထဲကလူတွေဆိုတိတ်တနာဖို့ကောင်းတယ်အသက်တော့ရှင်နေပါတယ်ဒါပေမဲ့ ပြိနေနှိမ့်ဆက်အမျိုးမျိုးနှိမ့်ဆက်ခံပြင်ပလောကမှာတော့ဒီကောင်တွေကအကြောက်တရားတွတ်သွင်းပြီးတော့အမျိုးမျိုးဖိနှိပ်နေတဲ့အနေထားမှာထောင်တွင်းထဲမှာရှိနေတဲ့လူတွေဟာဘလောက်ထိဟာလာတော်လန်ရေးလုတ်ပြီးတော့မှ905နဲ့ဝင်ခဲ့တဲ့လူတွေဖြစ်တယ်လို့ဘလောက်ထိဖိနှိပ်ခံရမယ်ဆိုတာတော့ကျွန်တော်တို့ခံမှန်းလို့ရပါတယ်เนาะအနေထားကြီးကအဲ့လိုမျိုးဖြစ်အဲ့တော့ကျွန်တော်တို့နံပါတ်1အနေနဲ့ကျွန်တော်တို့ပြည်သူလူထုဟာ ကိုအသက်ရှင်ဖို့အရေးကြီးတယ်ကိုလုံမြောက်ဖို့အရေးကြီးတယ်ဒါကြောင့်မို့ကိုလမ်းကြောင်းကိုရှာပြီးကိုမိသားစုကိုကာဝယ်နိုင်ဖို့ဒါအဓိကဖြစ်ပါတယ်เนาะအဲ့တော့ဒီဒီကောင်တွေရဲ့လက်ထဲမှာလက်ရှိအနေအခြေအနေမှာပြည်သူလူထုဆိုတဲ့ထဲကလူတွေကိုเนาะခေါ်ထုတ်ပြီးစွဲထုတ်ပြီးတော့အကြောက်တရားရိုက်တုံးပြီးဖြတ်စည်းနေတာဟုတ်လားဒါကြောင့်မို့လို့လူမိုက် ခေါင်းထဲကလူမိုက်တွေတပြင်းထွက်ပြီးတော့ဟုတ်လားအပြင်းမှာလူမိုက်တွေရှိအောင်ထပ်မွေးနေတဲ့ကိစ္စတွေဒါတွေကတိုင်းပြည်ကိုဖျက်ဆီးနေတာဖြစ်တယ်အဲ့တော့ဘာသာတာသနာတွေနဲ့ဘာသာကြောင့်တာသနာကြောင့်ပါလူမျိုးကြောင့်ပါဆိုပြီးတော့ဟိုအတန်ခေါင်းလွှင့်ပြီးတော့မှဟုတ်လားဒီစစ်ကောင်စီကိုထောက်ပံ့ရပါတယ်ထောက်ခံရပါတယ်စစ်ကောင်စီကိုကြိုက်ပါတယ်ဆိုတဲ့လူတွေစဉ်းစားဖို့လိုတာပေါ့နော်ကျွန်တော်တို့လက်ရှိအနေထားပဂတိအနေထားကိုမြင်တတ်ဖို့လိုတယ်ပဂတိအနေထားကိုလက်ခံဖို့လိုနော်စည်ရင်နဲ့မဆိုင်ဘူးပြည်သူလူထုကို လုံးဝရန်သူလိုပဲပြည်သူလူထုကသူတို့ရဲ့စီးပွားရေးထဲမှာမရှိဘူးเนาะရှင်တို့ကရင်လို့ဘောပဲမှာမှာဘောပဲစုပ်စုပ်เนาะရှင်တို့ကြိုက်တယ်လို့ဟိုကျမတို့အဲ့ဒီစစ်ကောင်စီကိုထောက်ခံတဲ့လူတချို့မိမတွေအမျိုးသမီးတွေတော့မှပြောတာရှိတယ်စစ်ကောင်စီကိုသူတို့ကချစ်လို့ထောက်ခံတာအကြောင်းအရာခိုင်ခိုင်လုံးလုံးမရှိဘူးဒီစစ်ကောင်စီကိုဘာကြောင့်ထောက်ခံချစ်လို့တတ်မလို့ချစ်လို့တတ်မလို့မဆုံးရှုံးကြလို့ အဲ့တော့ကျွန်တော်ကဒီတက်ကြော်ဆိုတာဘာအတွက်ထားတာလဲဟုတ်လားစီကုံစီကိုထောက်ခံတာချစ်လို့ဆိုတဲ့ဟာနဲ့ထောက်ခံနေတယ်ဆိုလို့ရှိရင်တော့ဟိုစတော်စောက်သလွဲကြီးဖြစ်နေတာနော်အဲ့တော့စစ်ကောင်စီဆိုတာဘာအတွက်တိုင်းပြည်ထဲမှာလိုအပ်နေတာလဲဟုတ်လားပြည်သူလူထုကိုကာကွယ်ရမယ်ဒါကြောင့်မို့လို့ဟိုပြည်သူကပတ်စံပေးထားတာလေဟုတ်လားဒါကြောင့်မို့လို့လုံပိုင်ခွင့်နေကိုဘာမှမပြောပဲပြည်သူကဟိုအော်ငါတို့ကိုကာကွယ်မယ်လူတွေပဲငါတို့ကိုကာကွယ်ရမယ်ဟိုအစိုးရပဲဆိုပြီးတော့ လုတ်ချင်တာလုတ်ဆိုပြီးခွစ်ပြီးခွစ်ပေးထားကြတာအဲ့ဒီလုတ်ချင်တာလုတ်ဆိုတဲ့အပေါ်မှာတို့ကဒီနိုင်ငံလုံးကတို့ခြံကြီးလို့တို့အိမ်ကြီးလို့ဟာလားတို့အပိုင်ကြီးလို့ဒီတိုင်းပြည်ထဲမှာရှိနေတဲ့လူတွေရဲ့တိုးတက်ရတိုးတက်ကြောင်းကတို့နဲ့ဘာမှမဆိုင်တယ်လို့နော်အဲ့ဒီလိုမျိုးနဲ့ဟာလားငါတို့ကတော့တိုင်းပြည်ထဲမှာရှိတဲ့တင်ဇာတာတွေနဲ့ငါတို့နေမယ်ဟာနေတော့ကတော့ထားရနေစေရတော့ငါတို့အဆင်မပြေလဲပြီးပါထွက်ပြီးအလုပ်လုပ်ပေါ့ဟာလားတိုင်းပြည်ထဲမှာရှိနေတဲ့ပြည်သူလူတွေကပြီးပါထွက်ပြီးအလုပ်လုပ်ငင်းငင်းနဲ့နေလို့ရတယ် ဟုတ်လားကျနော်စစ်ကောင်စီကိုတော်လိုင်းတော့ထောင်ပြမယ်ဒါကျနော်တို့ဘောမတွေဘက်ကပြောတယ်စစ်ကောင်စီကိုတော်လိုင်းထောင်ပြမယ်ကျနော်တို့အကြမ်းဖက်တော့ကျနော်အကြမ်းဖက်တဲ့လုလုရက်တွေလုံနေတော့ဒီလိုခံရမှာပဲကျနော်မအော်နဲ့လို့ပြောတယ်ဟုတ်တယ်ဒီမတရားမှုတွေကိုနော်ကျမတို့ကငြိမ်းခံမယ်ဆိုလို့ရှိရင်တော့ကျမတို့ငြိမ်းငြမ်းညံ့နေလို့ရတယ်မိသားစုနဲ့ငြိမ်းငြမ်းညံ့ညံ့နေမယ်ဒါပေမဲ့ပြည်တွင်းထဲမှာတော့သူနေလို့မရဘူးဟုတ်လားတားသမီးကဟိုပြည်ပကိုထွက်မိဘပြည်တွင်းမှာနေဟုတ်လားအမီးမြစ်တွေကိုဟုတ်လားဟိုအဖိုးဖွားတွေနဲ့ထားခဲ့အဲ့ဒီက အဖေအမေတွေကပြည်တွင်းမှာတက်ပြည်တွင်းမှာထွက်ပြီးလို့လို့သူတို့ကတော့ပြည်တွင်းထဲကတည်ရန်ဇာတာတွေနဲ့စီးပွားရေးတွေမျိုးမျိုးနဲ့ကောင်းစားပြီးတော့မှကျွန်တော်တို့တတိုင်းပြည်တော်ကလူများနိုင်ငံရဲ့အလုပ်သမားတွေဖြစ်နေရမယ့်ကိစ္စနော်အဲ့တော့ဟာလာစစ်ကောင်စီကိုတော်လှန်လို့နော်ဒီဒီမိုကရေစီကိုလိုချင်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ကိုအသက်တွေပေးခိုင်းနေတာအသက်တွေနဲ့လဲခိုင်းနေတာနောက်ဆုံးဂိတ်ကုန်ဘရိတ်ကုန်ကုန်သွားပြီးဆုံးသွားပြီးလမ်းဆုံးနေပြီကျွန်တော်တို့ကိုဖိနှိပ်ထားတဲ့အရာတွေကဒီထက်ဆိုးရွားတဲ့အရာတွေမရှိတော့တော်တော်လေးလမ်းဆုံးနေပြီ ဲ့တော့ရင်းရင်းကျန်ကျန်နေကြလို့ရှိရင်တော့မတရားမှုတွေလည်းခံသူများစော်ကားရင်လည်းခံနော်သူတို့ဘာလို့လုခံရင်တော့ရင်းရင်းကျန်ကျန်နေလို့ရဒါရင်းကျန်ရေးအစ်စ်အမှန်မဟုတ်ဘူးကျွန်တော်ပြောချင်တာကျွန်တော်တို့လူဆိုတာဖြစ်လာဆိုလူဆိုတာတိုးတက်ဖို့လိုတယ်တိုင်းပြည်ဆိုတာလည်းတိုးတက်ဖို့လိုတယ်တိုင်းပြည်တိုးတက်မှလူမျိုးတိုးတက်မယ်လူမျိုးတိုးတက်မှကျွန်တော်တို့မိသားစုတွေအတူတူတကွာနေထိုင်လို့ရနော်ဒါကြောင့်တော်လန်ရဘလမျိုးတွေအားလုံးပဲဒီဘက်မှာတွေ့ခဲ့တဲ့အကြောင်းအရာတွေကတော့လက်ရှိချင်းနေမှာမြန်မာနိုင်ငံမှာစစ်ကောင်စီကနေပြီးတော့ ပြိနေမှုအားလုံးကိုညင်လင်းနေခံမိနေမယ်ဆိုရင်ညံ့နေမယ်လေဒါဟာညင်ညင်းရေးစင်မဘူးဆိုတာကိုမေသူပြည်သေးကထောက်ပြပြောဆိုပါဖြစ်ပါတယ်ဒီအားလုံးပဲဒီဗီဒီယိုတော့ပဲဆုံးသတ်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်ဗီဒီယိုတော့ဖြစ်တဲ့ကျွန်တော်ရဲ့ကိုဂျီရိုဘရင်း channel ကို like and subscribe like and subscribe ပေးခွန်ဒါချင်းမြင်တက်လာသမျှဗီဒီယိုတွေတင်အားလုံးကြည့်ရှုနှာစင်ရဖြစ်ပါတယ်ဗလန်မျိုးတွေအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ကုန်ရှိပေးတဲ့တူကြီးတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပြီးတော့ဗီဒီယိုရဲ့အောက်မှာ HYP high ပေါ်နေတာကိုမြင်နေရတဲ့နိုင်ငံတော်နိုင်ငံမျိုးတွေအားလုံးနဲ့နှိတ်ခဲ့ပြီးဖို့ညီမျှထပ်မံတောင်းဆိုပါတယ်